မကြခင်မှာတိတိကျကျရှိလာတော့မယ် new hero ဆိုတာကိုတို့လိုမျိုးကြီးမားခြင်းကြိုက်တက်ခြင်းလဲဆိုလို့ရှိရင်တို့ရဲ့ video ကိုတော့မဖြစ်မနေစုံတိကြည့်မအောင်ရမယ်ဘာလို့လဲဆိုတော့ဒီ video မှာ new hero ဆိုတာကိုဘယ်လိုမျိုးကြိုက်ရမလဲဆိုတာကို hero guide လောက်ရင်းနဲ့ကြိုက်ပြတော့မှာဖြစ်ပါတယ်ဒီ new hero ဆိုတာက fighter assassin rotoro ဖြစ်ပြီးတော့သူ့မှာက found မျိုးရှိပါတယ် skill 1ကတော့ enemy ကိုဘယ်တစ်ချက်ညာတစ်ချက်ထိုးပြီးနောက်ဆုံးမှာတော့ enemy ရဲ့ poking ကိုဘယ်ဟောညာရောပေါင်းပြီးထိုးတာဖြစ်ပါတယ် skill 2ကတော့ enemy ရှိကိုခုံဝင်သွားတာဖြစ်ပြီးတော့ဘာမှတော့တိတ်ပြီးတော့မထူးကြပါမယ် damage လေးတော့နည်းနည်းပါတယ်ယူဆောင်မှဆိုလို့ရှိရင်တော့ enemy က၄ဘုံမြောက်ပြီးသူကတော့၄ဘုံမမြောက်ပါဘူး ultimate ကတော့ found မျိုး ညာဘက်တစ်ထည့်ကိုတုံးမယ်ဆိုလို့ရှိရင်တော့ကိုကတိမ်ထဲကနေထွက်လာတယ်လို့မျိုးလေးပုံစံနဲ့ဖွက်ထွက်လာမှာဖြစ်ပြီးတော့ scale 1နဲ့တုံးမယ်ဆိုလို့ရှိရင်လည်းအတိမ်ပုံစံနဲ့လေးပုံစံနဲ့ထိုးမှာဖြစ်တယ်ပေါ့နော် scale 2ဆိုရင်လည်းတူပဲဒါပေမဲ့ scale 2မှာဆိုလို့ရှိရင်တော့ယူဆောင်လိုမျိုးပဲသူကတော့အဲ enemy ကိုလေပေါ်မြောက်တဲ့အားလေးပါတယ်ပေါ့နော် passive strike ဟာဆိုလို့ရှိရင်လည်း၅ခုပြည့်ပြီဆိုတာနဲ့ ultimate တစ်ခုထပ်ပွင့်လာမှာဖြစ်ပါတယ်တိမ်လုံးလုံးလေးလုံးလုံး farm ကို enemy ဂျားထဲမှာတုံးမယ်ဆိုလို့ရှိရင်တော့ enemy အလောင်းကိုစုစည်းစီမှာဖြစ်ပြီးတော့ scale 1 scale 2တွေ enemy ကိုထပ်တုံးမယ်ဆိုလို့ရှိရင်တော့ passive ultimate ပွင့်လာမှာဖြစ်ပြီးတော့ passive ultimate ဟာဆိုလို့ရှိရင် enemy တွေကိုလက်တည်နေတဲ့ချက်ချင်းစီထိုးမှာဖြစ်ပါတယ် ဘယ်နှချက်လဲဆိုတော့၅ချက်ပါ Ultimate ကိုဘယ်ဘက်ကိုသုံးမယ်ဆိုလို့ရှင်တော့မိုးကျုံပုံစံ Found ကိုပြောင်းသွားမှာဖြစ်ပြီးတော့ဒီအောက်တွင်မှာရှိနေတဲ့ enemy တွေကိုလည်းမိုးကျုံတိုင်းမိတ်ခံစားစီမှာဖြစ်ပါတယ် K1 K2 ကတော့ခုနကကောင်က Ultimate ပုံစံတိုင်းပဲဘာမှတော့သိပြီးမပြောင်းလဲဘူး Ultimate ကိုဘယ်ဘက်ကိုသုံးလိုက်ပြီးဆိုတာနဲ့ Lightning Found ပြောင်းလာမှာဖြစ်ပြီးရန်သူရှိမယ်ဆိုလို့ရှင်တော့ Lightning Damage တွေထိမှာဖြစ်ပြီး K1 K2 ကို enemy ကိုသုံးမယ်ဆိုလို့ရှင် Passive Ultimate ပွင့်လာမှာဖြစ်ပြီးတော့ခုနကလိုမျိုးပဲ enemy ကိုလေပေါ်ကနေထုတ်မှာဖြစ်ပါတယ်ဒီ Lightning Found ကတော့ခုနက F Found ထက်ကို Attack Speed ပုံမြင်ပါတယ်ခုနချင်း Gameplay မှာ Hero ចောင်းကိုသိပ်ပြီးတော့နားမလည်သေးတဲ့အတွက်ကြောင့်မလို့ Ultimate ဝင်နေပေါ့နော်အာတီမိတ်ကဟိုမှာတာဝါလည်းဝင်သွားပြီးတော့ကိုကပဲပြန်ပြီးတော့ကြည့်သွားပါတယ်ကျေးဇူးနောက်တစ်ခါကျတော့အထာနဲ့တော်ရတဲ့ကြောင့်မလို့သူတို့ကိုကြိုးပြီးတော့ဆောက်ပြီးတော့ရှေ့မှာနေ F4 တုံးလိုက်ပါတယ်ဒီချိန်မှာဆိုလို့ရှိရင်တော့ enemy ကို F4 တုံးပြီးတော့ passive ပွင့်သွားတဲ့ကြောင့်မလို့အာတီမိတ်ကိုထပ်တုံးလိုက်တဲ့အခါမှာ Guinevere က skill 2ကိုလုံးဝတုံးလို့မရတော့ပါဘူးဒီချိန်မှာတိလိုက်တာက F4 ရဲ့ ultimate passive ကဆိုလို့ရှိရင်တော့ enemy ကို blink ခုံလို့မရအောင်တားတယ်ဆိုတာတိလိုက်ပါပြီမြင်လိုက်လားမြင်လိုက်လားငါ flick ကအကွက်နဲ့ဝင်သွားပြီးတော့လုံးလိုက်တာတော့ဒီကောင်မှတော့ကြည့်သွားတာဒါကြောင့်မလို့ဒီ hero က enemy တွေအများကြီးစုနေမယ်ဆိုလို့ရှိရင် ultimate တုံးရတာပို့ပြီးတော့ဆင်ပြေတယ်ဘာလို့လဲဆိုတော့ skill 1 skill 2တုံးလို့ရှိရင် passive ultimate ထပ် ုံးတဲ့ကြောင့်မလို့နောက်ထပ် ultimate ကိုထပ်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဖောင်ပြောင်းမိရ ultimate သုံးတဲ့အခါ skill 1 skill 2ကိုဒီရန်သူကိုထိမှတာလေ passive တိုးလာမှာဖြစ်ပြီးတော့ရန်သူကိုမထိပဲနဲ့ creep ကိုထိမယ်ဆိုလို့ရှင်တော့ passive ကတိုးလာမှာမဟုတ်ဘူးเนาะဒါကိုတော့လုံးဝသတိထားမိရမှာပါ။ဒီတော့ဒီလောက်ဆိုလို့ရှင် new hero ဆိုတာကိုဘယ်လိုမျိုးကင်ရမလဲဆိုတာကိုသိသွားပြီလောက်ပြီလို့ထင်ပါတယ်။ ambulance နေနဲ့ကတော့ fighter ambulance နဲ့အမခံနိုင်မဲ့ ambulance ကိုပဲရွေးဖို့အတွက်ပြောချင်ပါတယ်။ဒါလို့ဆိုတော့သူကအဲတန်လိုမျိုးလဲဆော့လို့ရရဖြစ်တဲ့ကြောင့်မလို့ item တွေကိုဆိုလို့ရှင်တော့အမဘက်ကိုသွားဖို့တော့ပို့ပြီးဦးစားပေးချင်ပါတယ်။ တက်စပီတိုးခြင်းနဲ့ဆိုပြီးတော့အတက်စပီအိုက်တမ်တွေမဆက်ပါနဲ့ဘာလို့လဲဆိုတော့သူ့မှာပါတယ် Lightning Fawn ရဲ့ Passive Ultimate ဟာဆိုလို့ရှိရင်အတက်စပီအိုက်တမ်မဆက်လည်းပဲသူ့ဟာသူ့ကိုလိုလိုချမ်းတာပါ Cloud Fawn က Ultimate ကတော့အဲပြောမယ်ဆိုလို့ရှိရင်လပူလပူလိုပါပဲအလုံးဝနှေးတယ်ဒါကြောင့်မလို့သူ့ကိုဆိုလို့ရှိရင်တော့ item တွေနဲ့ wage တစ်ချောင်းထည့်ပြီးကျန်တဲ့ဟာတွေကိုတော့ defend ထည့်လိုက်ပြီးဆိုလို့ရှိရင်တော့တော်တော်လေးကိုအဆင်ပြေနေပါပြီဗီဒီယိုလေးကိုစုလိုက်ကြည့်ရအတွက်ကျေးဇူးအများကြီးတင်ပါတယ်